ဟိုမန္တလေးဆိုလို့ရှင်ကိုချစ်ရမြို့ပဲလေမန္တလေးကပြီးတော့အတိမိတ်ဆွေချစ်ချင်းဖုန်းဆက်ပြီးဆင်ပြေလားဆင်ပြေလားလမ်းမေးရပေါ့နောက်ပြီးတော့စခိုင်းဘက်မှာဆိုလို့ရှင်လည်းဟိုတနင်္ဂနွေလုံးပို့ချစ်တဲ့မိတ်ဆွေရောပို့ချစ်တဲ့ပရိသတ်တွေပါပဲဒါပေမဲ့မန္တလေးမြို့ဆိုတာဆိုလို့ရှင်ကိုကအနေနဲ့ခဏခဏသွားနေရကွာ မန္တလေးဆိုတာမြင်နေရတာအရင်စိတ်မကောင်းဖြစ်တယ်မိုးတွေကလည်းတကယ်ဟိုမှကိုလည်းဘာလို့ပြလို့လုပ်ပေးရမှာမသိဘူးအဲ့မဲ့တက်နိုင်ဆုံးတော့ဟိုပရိသတ်တွေကိုပရိသတ်တွေပြည်သူတွေအတွက်ကိုလုပ်ပေးမှာ ခုပူပူတို့ဒီပြိတ်သက်တွေလှူတဲ့တဲမှာပူသိန်းတစ်ထောင်ကျော်ကျော်လောက်တော့ရပြီရှင့်ပူရှိနေပါတယ်ပူတို့တက်နိုင်တဲ့လောက်တော့ဘေးမှာရှိနေပြီပါမယ်အာအတင်းဖို့လဲပူပြောချင်ပါတယ်အာဘိုးတို့အခုဒီငလင်းနဲ့ပတ်သက်ပြီးတော့ဘိုးတို့စဖြစ်ခဲ့တဲ့ရပူပူကမန္တလေးကိုဆင်းမဲ့အဖွဲ့ရဲ့ကဘိုးကစဆလှူထားပါဘောလူရင်းနဲ့ ခုပူပူတို့ဒီပြိတ်သက်တွေလှူရတဲ့မှာပူသိန်း1000ကျော်လောက်တော့ရပြီရှင်ရပြီဆိုတော့ခွန်းဟာတော့900ကျော်လောက်ရှိပြီအပူ switch မှာသိန်း3400လောက်ချန်သေးရဲ့အဲ့ဒါကိုပေါ်ဘာလို့မလဲဆိုတော့အခုအမ်ပထမကတော့ဒီတရံပြင်းစပြေကောင်းထက်ဖို့မယ်ပေါ့နော်စိတ်ကူးထားဒါပေမဲ့ဟိုကရေပြန်ကြီးနေတာဆိုတော့ဘိုးတို့နည်းနည်းလေးရေကြီးတဲ့ဟာကိုခဏဆောင်ပြီးတော့ဘိုးကရေတူးကျင်တာဘာလို့ဆိုတော့ဟိုအများပြည်သူလိုရတာရေလိုရဲပေါ့နော်နောက်တစ်ခုကကြတော့ အာဘို့တို့သွတ်တေတို့အိမ်ဆောက်ဖို့အတွက်ဟိုပြန်လဲထူထောင်ရေးအတွက်လိုတဲ့ဟာလေးတွေတန်းနိုင်ဆုံးလုပ်ပေးချင်တာပေါ့နော်။အော်အာအိမ်သွတ်လိုတာလားဒါမို့လို့ရွှေရှင်အိမ်ဆောက်ပေးရမှာလား။အဲ့လိုမျိုးအဓိကသူတို့လိုရဲဟာကျတော့ဘုရားနေစရာပဲလေနေစရာရှိလို့ရှိရှင်ဘာဖြစ်ကြောဟိုစားတာနောက်မှဖန်တီးလို့ရတယ်ဟိုလူတယောက်ကအိတ်စရာလေးနေနေရတော့အရန်အရေးကြီးတယ်အခုချိန်မှာဆိုလို့ရှိရင်မြင်နေရတာအရန်စိတ်မကောင်းဖြစ်တယ်မိုးတွေကလည်းတကယ်ဟိုမှာ ကိုလည်းဘာလို့ပြီးလို့လုပ်ပေးရမှာမသိဘူးဒါပေမဲ့အတတ်နိုင်ဆုံးတော့ဟိုပြိတ္တတော့ကိုပြိတ္တတွေပြည်သူတွေအတွက်ကိုလုပ်ပေးမှာအာသူတို့ပြည်သူတွေပဲပြန်လှူထားတဲ့ပတ်စံနေနဲ့ပဲကိုတို့ကရေတူးပေးမယ်အဲရေတွေတူးပေးမယ်အဲဟာအာနောက်ပြီးတော့အိမ်အမိုးတွေအဓိကပေါ့နော်မိုးနဲ့အိမ်ဆောက်ပေးမယ်ဆိုလဲအိမ်တစ်လုံးနိုင်တာလားနှလုံးနိုင်တာလားလုပ်ပေးမယ်ပေါ့နော်ဒါကတော့စဉ်းစားဟာပါတယ်လုပ်လုပ်ဖို့ရှိပါတယ်ဟုတ်ကဲ့ပါမဟုတ်နဲ့လူအားလုံးပေါင်းပြီးတော့တင်းထောင် တိထောင်ကျော်ပါပြီဟုတ်တိထောင်တရာလို့ရှိပါအာအဲ့မှာဟိုပြင်မနာမှာနဲ့ပြင်မနာနဲ့နေပြီးတော့လဲတော်တော်ဆိုးတာအိုးစင်ခက်ခဲဖြစ်တယ်ပြင်မနာမြို့တွေမှာလဲဝင်ကြည့်ရလေတကယ်ဟိုမှာလေမြို့ပြက်ကြီးလို့ဖြစ်သွားအောင်စိတ်မကောင်းအာနဲ့ပြင်မနာမှာလည်းရှိလူတယ်ပြီးလဲပြီးတော့ဘိုးတို့ကပြင်မနာပြီးလဲပြီးတော့နောက်ဘမသွားပြီးထပ်လူလဲဆိုတော့ ပျော်ပဲမှာကြတော့အာတကယ်ဒုက္ခတဲ့တွေသူတို့စုပေးဟာဆိုတော့ဘာမင်းရလဲဆိုတော့အဲ့မှာသူဗလီပြုတ်ကြတဲ့အချိန်မှာပြိုကျတဲ့အချိန်မှာသူတို့ဟိုယောက်ျားတွေကလေးတွေမိသားစုတွေဆုံးရှုံးသွားတာပေါ့နော်အဲ့တော့မြင်တော့လေတကယ်ဟိုဟိုသူတို့နဲ့ထပ်တူစိတ်သူတို့နဲ့ထပ်တူဆိုရင်လည်းတကယ်ဟိုစိတ်မကောင်းဖြစ်တာပေါ့နော်သူတို့လောက်တော့ဘယ်ဟိုဖြစ်မလဲခံစားရလူကတော့တမိမိနဲ့ဝမ်းနဲ့ကြေကွဲနေမှာပေါ့နော်ပို့လေအရန်စိတ်မကောင်းဖြစ်အဲ့တော့သူတို့ သူတို့လည်းပတ်စံတွေရောအော်စားတောက်ပါတွေရောအကုန်လှူလိုက်တယ်။နောက်ပြဘိုးနဲ့တီးတဲ့တထေးတွေအကိုအကိုတွေကနေပေါ့။သူတို့ကလည်းအလူလှူကြတယ်အလူတွေအလူတွေဝိုင်းစုပြီးတော့ပဲ အလုံးကိုတယောက်ကိုတသိန်း၈၀၀လောက်လှူနိုင်သွားတယ်။အဲ့နည်းကလည်းပရဟိတအဖွဲ့စုံသွားတယ်ပေါ့နော်။ပတ်စံကြီးပဲတသိန်းတယောက်ကို၈၀တသိန်း၈၀။ဒါပေမဲ့ဟိုကိုတို့တို့နေနေကြတော့လည်းဟိုအရင်အလှငွေအများကြီးရတာမဟုတ်တော့လေ။အလှပဲလှူနိုင်တာဖြစ်သွားတာ။ဒါပေမဲ့လည်းအဲတို့နေစရာပစ္စည်းတွေရေတွေအဓိကတော့ရေလိုတာ哦။ရေတွေအများကြီးလှူနိုင်ခဲ့တယ်။ပြီးရေမဲတင်ပေါ့နော်။ရေမဲတင်ကလည်းလှူတာ။ပြီးတော့ပရအင်းလေး အင်းလေးတော့ပိုကိုယ်တိုင်တက်တာတော့မဟုတ်ဘူးအင်းလေးတော့ပစ္စည်းတွေအဓိကမီးပေါ့ဆိုလာမီးတွေလှူဖြစ်ပါအများကြီးပဲပစ္စည်းတွေကတော့အများကြီးပဲပိုလှူဖြစ်ပါအဲ့ဒါတော့ပရိသတ်ပစ္စည်းတွေပါနောက်ပြီးတော့ဘိုးတို့နိုင်ကုန်ကြီးမှုအတင်းကနေတဆင့်သွားတာကတော့စကိုင်းဘက်ကိုသွားတယ်နောက်ပြီးတော့ဘုရုဒီဘက်ကဒီကိုစီသူတို့အဖွဲဘက်ကနေပြီးတော့မန္တလေးသွားပါတယ်ပြီးတော့မန္တလေးကစေးအဖွဲရှိတယ်ဘုရုရန်ကုန်ကနေတက်သွားတယ်စေးအဖွဲအဲ့ဒါကိုလည်းဘုရုမတီ200 300လို့ရတယ်အိမ်သားအလုံး90နဲ့အာစေး သိမ့်တရားလှူတယ်ပေါ့နော်အဲ့ဒါလေးအများကြီးပဲဟိုတော့တော့ဟိုဘတ်စုံတေချာတဲ့လူတွေအကုန်လုံးဖြန့်ကျက်ပြီးတော့လှူလိုက်တာပေါ့နော်ဟုတ်ကိုတရထဲသွားနေလဲမပြီးဘူးလေကိုလည်းမသွားနိုင်အောင်အာပြီးတော့တကယ်မြေပြင်မှာဆင်းနေတဲ့လူတွေအကုန်လုံးဟိုကတေချာတယ်ဆိုရင်ဟို support လုပ်ပေးရအောင်ဟုတ်ဘိုးကနေရောက်နေအားပတ်သိပတ်သိမှာဖြစ်တယ်ဖြစ်တယ်အဲ့ချိန်မှာကိုကလေဟဲတကားမှာအဲ့လိုဒီဟိုကြင်ကြင်တန်းတန်းလှုပ်တာမမြင်ဘူးပေါ့ဒါပေမဲ့အဲ့တော့မှပတ်သိဘက်ကတော့နည်းနည်းလေးဟိုဘာမှမဖြစ်ဘူးလေဒီလားပတ်သိကဘာမှမပြူဆိုတော့အရင်မဖြစ်လိုက်တော့ဟဲ့ လုံနေရပေါ့ဟိုဘောနော်ဟိုဆိုတော့ကိုရဲအမဲတင်းလိုက်သေးတယ်အဲ့ဒီမှာ internet တွေအကုန်လုံးပြတ်သွားပြီပြောဟာဟိုနေရာဖြစ်တယ်ဒီနေရာဖြစ်တယ်ဟိုမှာပရမအစပါတခုနှစ်ခုလောက်ပဲဖြစ်တယ်ထင်တာပြီးဝုန်းတက်လာတဲ့အချိန်ကျမှအော်သွားပါပြီဘောနော်တင်းမလားအကုန်လုံးဘာမှရတာမရှိတော့တကယ်စိတ်မကောင်းအဲ့တော့အော်ဆိုအော်မန္တလေးဆိုလို့ရှိရင်ကိုချစ်ရဲ့မြို့ပဲလေမန္တလေးကပြီးအတိမိတ်ဆိုချစ်ချစ်ဖုန်းဆက်ပြီးဆင်ပြေလားဆင်ပြေလားလမ်းမေးရပေါ့နောက်ပြီးတော့စခိုင်းဘက်မှာဆိုလို့ရှိရင်လည်း ဟိုတနင်္ဂနွေလုံးပို့ချစ်တဲ့မိတ်ဆွေရောပို့ချစ်တဲ့ပရိသတ်တွေပါပဲအဲ့မန္တလေးမြို့ဆိုတာဆိုလို့ရှိရင်ကိုကအများနဲ့ခဏခဏသွားနေရကွာမန္တလေးဆိုတာအဲ့အဲ့ဒီမှာမန္တလေးတစ်ခုလုံးရတာမရှိတော့ဆိုတော့တော်တော်အဆင်မကောင်းအများကြီးပါပဲဟိုတို့ဟို view ဖန်တက်လာလိုက် ညင်းနေမြောက်ခွတ်ပြန်ကြတော့စိတ်ကနူးတော့နောက်တော့ခဏလေးခဏလေးခဏလေးမကြည့်ပဲနေလိုက်ပါโอเคဒီခါကျစိတ်ကြကြပြီးတော့လေစိတ်ကြကြပါကိုသူတို့တော့မှခန်းတဲ့လူဆိုဘလောက်စိတ်ကြကြမကိုတော့မှကြည့်ပြီးတော့စိတ်ကြကြနောက်ကျโอเคဒါဒီမကြည့်ပဲနဲ့နေလို့မရဘူးဒါငါကြည့်မရမကြည့်လို့ဆိုရှင်အဲ့တော့ဘာကူဘာကူညီပေးနိုင်မလဲဆိုတော့ဟာလုံးလို့ရရဆိုတော့ကိုယ့်ကိုပြန်ကြည့်ကြည့်ပြီးတော့โอเคဒါဘာလို့လဲဘာလို့လဲပေါ့နော်ဆချင်းမဲအလူရထခံပြီပို့ဆိုအွန်လိုင်းကတော့ရှောက်ပေးမနေရလို့ဟိုတော့တော့တက်တိုင်းဆိုတော့အားပေးခဲ့ရပါဘူးသူတို့ကတော့ သူတို့ဆိုတော့လဲဟိုလူတွေကလဲဟိုအမှုပညာရှင်တွေဆိုတော့ချစ်ကြတာချစ်ကြတော့အဲသူတို့တွေ့ပြောနေတာပေါ့နော်ဒါမဲ့လဲဟိုဟိုကိုယ်လည်းတကယ်ညာရင်အဲ့လိုအခြေအနေမျိုးမှာလာခြင်းတာမဟုတ်ဘူးပျော်ပျော်ရွှင်ရွှင်အခြေအနေမျိုးမှာပဲလာခြင်းတာအဲ့လိုမျိုးစိတ်ဆင်းရဲတဲ့အခြေအနေမျိုးကြတော့စိတ်မကောင်းဖြစ်အောင်နော်အာဘိုးရောဘိုးရောပိုရမဟိုအဖွားဆုံးပြီးကြည်ရဖွားအောင်မေးဖို့ဆိုတာအကြာကြီးအကြာကြီးကြိုးစားရတာဘိုးလူတစ်ယောက်ကိုမေးဖို့ကအနည်းဆုံးက ခဏနှစ်ရှစ်နှစ်ကအနည်းဆုံးအနည်းဆုံးတော့ဒီထက်ပိုပြီးတော့ဆွဲလတ်မယ်ဆိုတော့7နှစ်လောက်တော့ကြာတယ်အဲ့ဟာအနည်းဆုံးအဲ့ညမှာ7နှစ်လောက်ကြာတဲ့အချိန်ကျမှအသားကြာတာလေအဲ့တော့ခုခံစားနေရတဲ့မိသားစုတွေချေရတယ်ဟာလာဇနီးမယားမိသားစုတွေဟိုပြိုလဲပျက်စီးသွားပျောက်ကွယ်သွားတေဆုံးသွားကြအရန်ခံစားနေရမယ်ဆိုတော့သိပါတယ်အဲ့တော့လူဖြစ်ဖြစ်ဟို ်တက်ရှင်ပေးပါအကောင်းဆုံးတက်ရှင်ပေးပါဘိုးတို့လည်းဘိုးတို့ရှိနေပါတယ်ဘိုးတို့တက်နိုင်သလောက်တော့ဘေးမှာရှိနေပေးပါမယ်အာတင်ဖို့လည်းပို့ပြောချင်ပါတယ်အတင်ထားပါ